ကိုကအကောင်းမြင်စေရှိရတူလားမရှိရတူလားဆိုတာကိုချက်လေးချက်နဲ့ကြည့်ကြည့်ရအောင်ဆိုဒီ either frog စာအုပ်ကိုဆိုနှစ်ခါမြောက်ဖတ်ပြတာဖြစ်ပါတယ်။ခါမြောက်ကလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတော့တော်ကြာပြီမြန်မာနိုင်ငံမှာကတည်းကဖတ်ပြတာဆိုတော့အင်ပေါ်၄နှစ်လောက်ရှိနေပြီ၅နှစ်လောက်ရှိနေပြီ။ဒါပေမဲ့အဲ့ထက်မှာအခုပြန်ဖတ်ကြည့်တော့ ဒီအကောင့်မြင့်ဆဲရှိတဲ့သူတွေကအချက်၄ချက်နဲ့ဆိုတော့ကြည့်လို့ရပါတယ်ဆိုတော့နံပါတ်၁တစ်ခုကအကောင့်မြင့်ဆဲရှိတဲ့သူတွေကဘယ်နေရာမှာမဖြစ်ဖြစ်ကောင်းတဲ့အရာတွေကိုပဲသူကရွေးချယ်ပြီးတော့ကောင်းမှုဆိုတာနေထိုင်တတ်တယ် cloud site တစ်ခုသွားတယ်အာ service ကအဆင်မပြေဘူးဒါပေမဲ့လည်းအော်ထားလိုက်ပါတော့လေဒါမှအရင် complaint မတက်ဘူးပေါ့နော်ချို့လူတွေဆိုလို့ရှိရင်တော့ complain တက်တယ်ချို့လူတွေကြတော့လည်း complain မတက်ဘူးသူကသူအကောင့်မြင့်ဆဲလေးနေပဲသူကနေသွားတယ်ချို့လူတွေကြတော့လည်းအဆင်မပြေဘူးဒါပေမဲ့အဆင်မပြေတဲ့အရာကိုထိုင်ပြီးတော့တွေးမနေဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမှာကြာရှုံးသွား ားတဲ့အခြေအနေတွေမှာဟိုဘလို့ပဲခြားရှုံးနေဘလို့ပဲဒုက္ခရောက်နေပါစေပေါ့နော်ကိုဒုက္ခရောက်နေတဲ့အခြေအနေမှာအော်ငါဒီလိုဒုက္ခရောက်တယ်ဆိုရလဲငါရဲ့ဘဝသင်ခန်းစာပါလားဆိုပြီးတော့လေဖြေးသိပ်ပြီးတော့နေနေရပါလေဆိုဒီဟာကတကယ့်ကိုလွန်ခဲ့တဲ့ဒီ၃ရက်လောက်ကဖြစ်ခဲ့တဲ့ဟာပေါ့နော်ဆိုနေအတူတူလုံလုံနေတဲ့ကောင်မလေးကဆိုဟိုအလင်းဝါရယ်ပေါ့နိလင်းဝါရယ်ဆိုဟိုလိုမျိုးပြဿနာလင်းဝါရယ်မဟုတ်ပါဘူးဒါပေမဲ့လေတခုခုကိုနဲ့ဒီလိုမျိုးပြဿနာဖြစ်တဲ့အခါဆိုဘာတွေ့လိုက်လဲဆိုတော့အော် ဒီဟာကငါအတွက်ဒါဘဝသင်ခန်းစာပါလားဟိုចောင်းစာတွေမှာမတင်တဲ့သင်ခန်းစာပေါ့လေငါဒီလိုမျိုးဘဝသင်ခန်းစာကိုရလိုက်တယ်လို့ပဲဆိုတော့ခံစားရတယ်။တွေးတော့တယ်။အော်ငါဒီချက်ပို့ပြီးတော့တတိထားမယ်။ငါတော့သွားပြီးတော့ brunch လုပ်တာတို့ဘာတို့ကဒါကလေးတွေလုပ်တဲ့အရာစကြောတက်ကလေးလို့ဆိုအမှမလုပ်တော့ဘူး။အော်ဒါငါရဲ့ဘဝသင်ခန်းစာပဲ။ငါ့ကိုဒီဟာတွေကသင်မေးသွားတာ။ဆိုတော့ဒီဟာကြီးကတော့ဝန်းနေပြီမယ်။ဆိုတော့ဘဝသင်ခန်းစာလုပ်ပဲမြင်ပါတယ်။ ော်နောက်ထပ်နံပါတ်3တစ်ခုကကြတော့ပြဿနာတွေကြုံလာလို့ရှိရင် complaint တက်မယ်ဆိုတာပြဿနာကဘယ်ရဆရလဲဘလို့ကနေဖြစ်လာလဲပြဿနာရဲ့အရင်းအမြစ်ကိုတေချာစုံစမ်းပြီးတော့ပြဿနာကိုဖြေရှင်းတတ်တဲ့သူတွေကအကောင်းမြင်စေရှိတဲ့သူတွေဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့အကောင်းမြင်စေရှိတဲ့သူတွေကအနာဂတ်ကိုပဲတွေးရများပါတယ်။အနောက်ကတိတ်ခဲ့တဲ့ကိစ္စမျိုးတိတ်ပြီးတော့မတွေးတော့ဘူး။အနာဂတ်မှာအော်ငါခုနပြောလိုမျိုးပဲငါဒီလိုမျိုးဘဝသင်ခန်းစာရခဲ့တယ်။ ဒါပေမဲ့ဒီဟာကိုဘလို့ရှေ့ဆက်သွားမလဲငါဘလို့မျိုးစူးစမ်းရမလဲငါဒီဘဝတင်ကန်းစာနဲ့ငါဘလို့မျိုးရင်ဆိုင်ပြီးတော့စူးစမ်းရမလဲဆိုတာကိုအမြဲတမ်းဟိုတွေးရတယ်ဗောနော်လေးချက်နဲ့အခုကြည့်နေရလူထဲမှာကိုကအကောင်းမြင်စေရှိတဲ့သူလားမရှိရလူလားဆိုတာကိုပြန်ပြီးတော့တွေးတော့ကြည့်ပါအဲ့ဆိုလို့ရှင်เนาะနောက်ထပ်ဗီဒီယိုမှာပြန်လဲဆုံးပြပါမယ်ရှင်ပြည့်စုံတင်ပါရှင်